အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်မှာမချစ်တဲ့သူတွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တကယ်တော့အချစ်ဆိုတာရွေးချယ်မှုတစ်ခုသာဖြစ်ပြီးကိုရွေးချယ်လိုက်တဲ့သူကကို့အပေါ်မှာကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကိုကိုယ်တိုင်ပြန်ခံစားရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ကို့ဘဝအတွက်မချစ်တဲ့မချစ်ထိုက်တဲ့သူတွေကိုအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်နံပါတ်1အတကြီးတဲ့သူ ကိုယ့်ရဲ့အကျိုးစီးပွားကိုသာအရင်ကြည့်ပြီးအခြားသူတွေရဲ့အကျိုးစီးပွားကိုလုံးဝမထည့်သွင်းတတ်တဲ့သူတွေပဲဖြစ်ပါတယ်။အထကြီးတဲ့သူတွေကအခြားသူတွေရဲ့လိုရင်းဆန္ဒထက်ကိုယ့်ရဲ့လိုရင်းဆန္ဒကိုသာအမြဲတမ်းဦးစားပေးတတ်တဲ့သူမျိုးပဲဖြစ်ပါတယ်။နံပါတ်1အနုလက္ခဏာဆောင်တဲ့သူအနုလက္ခဏာဆောင်တဲ့သူတွေကဘယ်အရာကိုမှအပြုသဘောမမြင်ပဲအခြားသူတွေအပေါ်မှာအပြစ်ရှာတဲ့ညဉ်းညူတက်ပြီး ကိုယ့်ကိုယ်ကိုယ်လည်းအကောင်းမမြင်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။နံပါတ်3လိန်ညာတတ်တဲ့သူ လိန်ညာတတ်တဲ့သူတွေနဲ့နီးနီးကပ်ကပ်ရှိနေခြင်းကကျွန်တော်တို့ရဲ့ဘဝကိုများစွာထိခိုက်စေနိုင်ပါတယ်။သူတို့ဟာကိုယ့်ကိုအချိန်နဲ့အမျှလှည့်စားနေမှာဖြစ်ပြီးတစ်ချိန်ချိန်မှာကိုယ့်ကိုယ်ကိုယုံကြည်မှုပြတ်သွားတဲ့အခြေအနေထိတောင်ရောက်သွားနိုင်ပါတယ်။နဘက်လေးအပြုတ်မှုမတည်ငြိမ်တဲ့သူဘဝမှာဒေါသထွက်လွယ်တဲ့သူစိတ်ပြောင်းလဲမြန်တဲ့သူတွေကကျွန်တော်တို့ကိုစိတ်ပိုင်းဆိုင်ရာဒဏ်ရာပေးနိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ဒီလိုလူတွေနဲ့ပေါင်းသင်းရင်ကျွန်တော်တို့ရဲ့စိတ်ချမ်းသာမှုနဲ့လုံခြုံမှုတွေကိုပါချိမ့်ချောက်လာနိုင်ပါတယ်။ နဘက်ငါတင့်ကိုအထင်သေးတဲ့သူတင့်ရဲ့အောင်မြင်မှုကိုမနာလိုဝင်တိုးပြီးတင့်ကိုတင်ယုံကြည်မှုကြဆင်းအောင်လှုပ်တက်တဲ့သူတွေပဲဖြစ်ပါတယ်သူတို့ဟာတင့်ကိုအားပေးမဲ့အစားနှိမ်ချပြောဆိုတတ်ပြီးတင့်ရဲ့စွမ်းရည်တွေကိုအတိမတ်မပြုတဲ့အပြင်တင့်ကိုပါမနာလိုမုန်းတီးတတ်ကြပါတယ်အခုဆိုရင်ဘဝမှာလောကမချစ်တဲ့သူတွေကိုတိမြင်နိုင်ကြမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်